လုသမားတွေကိုယ်တိုင်အလုသမားကြီးကိုသိရှိပြီးမှကိုယ်ခွင့်ကိုကိုယ်ကိုကောက်ွယ်ဆောင်ရှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဆောင်ရွက်ခဲ့တာပါကျွန်တော်နာမည်ကတော့အောင်ကျော်ပါအဲ့တော့ကျွန်တော်ကတော့ဒီအဖွဲ့အစည်းဆက်ထူထောင်တဲ့အချိန်အစာယူမှာ ဥက္ကဋ္ဌပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်မျိုးသစ်တတိကိုကျွန်တော်တို့ဟို list ကန်လိုက်တော့ကျွန်တော်ကျွန်တော်အကြံပေးပဲလက်ရှိတောင်းပန်ထားပါကျွန်တော်တို့အဖွဲ့အစည်းကဒီ2009 March 29မှာစပြီးထူထောင်တယ်အဓိကလှုပ်ဆောင်ပေးနေတာတော့ကျွန်တော်ရွှေပြောင်းလို့တမားတွေရဲ့ဒီထိုင်းအစိုးရကာကွယ်စောင့်ရှောက်မှုဥပဒေရပေးထားတဲ့အခွင့်အရေးတွေကိုအချို့ပေါက်ခံရတဲ့အရာအားလုံးကိုကျွန်တော်ကူညီဆောင်ရတာဖြစ်ပါတယ်စတင်ပြီးမှရုံကြုံဖြစ်ရှေ့ချတာတော့ဒီစမုတ်စာခုံခဲမဟာချိုင်ပေါ့ ပြီးမှကျွန်တော်ဒီထိုင်းနိုင်ငံတောင်ပိုင်းဆုံခရာဟာရိုက်မှာကျွန်တော်ရုံးဝဲနေထပ်ပွင့်ထားတယ်ခင်ဗျအဓိကကတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်တွေမှာထိုင်းစုကတတ်မှတ်ထားတဲ့လူအားကလုပ်ငန်းခွင်မတော်တဆမှုတွေပြီးရင်ကျွန်တော်တို့လူမှုဖွံ့ဖြိုးရေးရန်ပုံငွေခံစားခွင့်တွေကိုမခံစားခွင့်မရတာတွေအားလုံးကျွန်တော် ်ဦးစားပေးဆောင်ရွက်နေရဖြစ်ပါတယ်ဒီအလို့သမားတွေကိုတန်းဒီထိုင်းနိုင်ငံရဲ့အလို့သမားစီမင်းစီကံဥပဒေတွေအခွင့်အရေးတွေတည်ထားမှသာလေမိမိတို့ကြုံတွေ့နေတဲ့အခက်အခဲတွေတစ်ချိန်ကြရင်တပါးတို့ကူညီကြမလို့ကိုယ်ကိစ္စကိုပြင်ရှင်းနိုင်တဲ့အချင်းရှိအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ကျွန်တော် ဒီအပတ်စဉ်တနင်္လာနေ့တိုင်းမှာကျွန်တော်ကနေမြေကြီးလှည့်ပြီးမှကော်မတီဒီယန်ကြီးမှလိုက်ပြီးမှကျွန်တော်တင်နန်းနေပြီးတယ်ပြီးရင်လုံသမအခွင့်အရေးတွေဟောပြောတယ်ပြီးရင်ကျွန်တော်ပြောလိုက်တဲ့အရာတွေလျှော့သွားမှဆိုလို့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ရိုက်နှိပ်ထားတဲ့မြန်မာမှုပြုထားတဲ့စာအုပ်တွေပဲပေးခဲ့ပြီးမှအဲဒီ မှာပါတဲ့အကြောင်းအရာတွေလေ့လာပြီးရင်ကိုယ်အစုဖွဲ့နဲ့ကိုယ့်အကူဝိုင်းဝန်းဖြည့်ရှင်းတတ်အောင်လည်းကျွန်တော်လုပ်တယ်ဒါတခြားလုံးလုတ်ခဲ့တဲ့တင်တာနေပေါ့လေလုံသားတွေဆိုရင်လည်းဒါထိုင်အစိုးရဥပဒေရလေလုံငန်းကွင်မှာခံစားရမယ်သူတို့ရဲ့ရပိုင်ခွင့်ခံစားခွင့်ညီအားလုံးကိုကျွန်တော်တင်တာနေပြီးတယ်အမျိုးသမီးတွေသူတို့အခွင့်အရေးတွေကိုတို့ဒီပါနှောက်ချက်ရှိမှခံရအောင်ကျွန်တော် ကုတင်တန်းတွေဆက်လုပ်ပြီးစောင့်ရနေပါတယ်ကျွန်တော်တို့အဖွဲ့မှာ page ထူထောင်ထားတဲ့ခဏကျွန်တော်ရောက်တဲ့နေရာမှာလည်းကျွန်တော် page ကိုကျွန်တော်မိတ်ဆက်ပေးတယ်အဲ့လို page မှာဝင်ပြီးမှကျွန်တော်တို့ချက်ပေါက်ကနေမှသူတို့ကျွန်တော်တို့သူတို့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေသူတို့လိုချင်တဲ့အကူအညီတွေကိုကျွန်တော်ရေးခိုင်းတယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီ page မှာပဲကျွန်တော်ရဲ့ telephone number ကိုလည်းကျွန်တော်တို့ရုံဖုံးဆိုပြီးမှတတ်တတ်ကျွန်တော်တို့ဟိုဖော်ပြထားတဲ့အကြောင်းသက်သက်လို့လည်းရပါတယ်အဲ့ကျွန်တော်တို့ရုံနေရာကတော့မဟာဆိုင်ဝေလာကိုလာမူကျက် တံပွန်ထဆိုင်အဖေမင်းဆိုပြီးကျွန်တော်အဲ့လိုပေါ့ဟိုထိုင်းလို့ရောမြန်မာလို့ကျွန်တော်ပြေးထားချင်တယ်ဖုန်းနံပါတ်ကတော့အဲ့3839 9 2 9838ဆိုပြီးမှဆက်သွယ်လို့လည်းရပါတယ်3946 8 3 nga 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 ni su ma le chan lo phop ya